ဒါလေးကတော့ဂျူဝဲလို့ခေါ်တဲ့တူရစ်စ်တွေကိုတော်တော်ဆွေးဆောင်နိုင်တဲ့နေရာလေးတစ်ခုပါဒီနေ့မှာတော့မမဝိုင်ကစင်ကာပူနိုင်ငံနေပြီးတော့ရန်ကုန်ကိုပြန်မတော့မယ်။အခုတော့စင်ကာပူချန်ကီအင်တာနက်ရှင်နယ်အဲပေါ့ကိုရောက်နေရပါအောင်။အဲပေါ့ထဲဝင်လိုက်တာနဲ့ထူးခြားတဲ့မွေးရနံလေးတစ်ခုကိုရရတယ်။အဲ့နံလေးကအော်ခစ်ဒီနံလေးနော်။လိလတွေ့ရှိချက်တည်းရာအဲ့နံလေးကအမတ်တရားတွေနဲ့ဆက်ဆက်နေရတယ်။ဒီ actual လေးကိုကြည့်ရတာစိတ်ကို relax ဖြစ်ပြီးတော့စိတ်ငြိမ်စေတယ်။ကြည့်လို့လည်းအရန်ကောင်းတယ်။ ဒါလီကတော့ဂျူဝယ်လို့ခေါ်တဲ့တူရစ်စ်တွေကိုတော်တော်ဆွဲဆောင်နိုင်တဲ့နေရာလေးတစ်ခုပါအပေါ်ကနေ waterfall လို့ရေစီးကြလာတာလေးကတော်တော်လေးကြည့်လို့ကောင်းတယ်သူက airport terminal 1နဲ့ terminal 2ကြားမှာပါအဲ့နေရာလေးမှာစင်ကာပူနိုင်ငံကိုရောက်လာတဲ့သူတွေနေစည်းကိုစောင့်နေတဲ့သူတွေနဲ့လာကြတဲ့သူတွေအများကြီးပဲလူတွေနဲ့ရှုံနေတယ် ဒီလိုအလားရေတကုန်လေးလည်းတွေ့ခဲ့သေးရဲ့အခုမမဝိုင်းက Terminal 1ကနေ Terminal 2ကို Sky Train နဲ့သွားနေရပါအဲ့ပေါ်ထားနေတဲ့ဒူးမှာဘယ်လိုစိတ်ဝင်စားစရာရှိအောင်လဲဆိုတာလိုက်ကြည့်ပေးနော် ဝေါ projector နဲ့ waterfall ကြီးလုပ်ထားတာအကြီးကြီးပဲဆန်ရီယိုပစ္စည်းလေးတွေရောင်းနေ pop up store လေးလည်းတွေ့ခဲ့သေးရဲ့မမဝိုင်က terminal 1မှာလင်းစီးရမှာမလို့ terminal 2ကနေပြီးတော့ sky train နဲ့ပြန်လာပါပြီ လေရင်ကစင်ကာပူနိုင်ငံည9:00နာရီမှာစတာထွက်ပါပြီ။အပေါ်ကနေကြည့်လိုက်တာစင်ကာပူနိုင်ငံကြီးရာမီးတွေကိုလင်းထိန်ညာပဲ။မမဝိုင်ရဲ့စင်ကာပူဘလော့ဂ်လေးကိုအဆုံးထိကြည့်ပေးရကျေးဇူးပါနော်သေတုံးလေးတို့ရေနောက်ဘလော့ဂ်တွေမှာပြန်လည်ဆုံတွေ့ကြမယ်တတန်